โอเคကျွန်တော်တို့ Champion League 16တင်းဆင်ရှုံးထောက်ပွဲစဉ်တွေပါဗျာပထမအုပ်ပွဲကျွန်တော်တို့ Club Brugge နဲ့ Aston Villa Aston Villa Champion League မှာတော့တော်တော်ကောင်းနေဗျာအဲသူက Leipzig တို့ဘာလို့တော့နိုင်ထားတာဆိုတော့เนาะ Aston Villa ကြိုက်တယ်음1-3လောက်သွားမယ်ထင်တယ် Club Brugge ကလည်း Europa League Champion Atalanta ကိုဖြုတ်လာတာဒါသူ့အိမ်ကွင်းဆိုတော့ short တွက်လို့မရပထမကြောတော့ Club Brugge နိုင်သွားမယ်ထင်တယ်1-3လောက်မှန်းโอเคစံချင်ပါဗျာเนาะ နောက်တစ်ပတ်တော့ဒေါမွန်နဲ့လီရယ်ဒေါမွန်ကဒေါမွန်ကကျွန်တော်ချန်ပီယံလိမှာတော်တော်ဆုတ်တယ်ဗျာ supporting တော့မနေကန်အဲပြီးတော့လီရယ်ကျတော့ချန်ပီယံလိမှာတော်တော်ကောင်းတယ်ဒေါမလီရယ်ကျတော့အဲ့တော့ကျွန်တော်လီရယ်နိုင်မယ်လို့ထင်တယ်ဒီပွဲကတော့ဇီဝါလောက်မှန်တယ်ဒေါမွန်ကွင်းဆိုပေမဲ့ဒေါမွန်ဒီနေ့ချန်ပီယံလိခြေစွမ်းတိတ်အားရစရာမရှိဘူးဆိုတော့ချာပထမကြော့ပွဲကိုသိရမှန်းပါတယ်တူတူလောက်မှန်းပါတယ်တူတူနောက်တစ်ပွဲကကျွန်တော်တို့ PSV Eindhoven နဲ့ Arsenal အဲကျွန်တော် PSP ကလည်းအင်ဝင်ကောင်းသလားအာဆင်နယ်ကလည်းအဝေးဝင်းကောင်းတယ်ပေါ့နော်ခံစနေအောင်လောကအဲ့လိုအာဆင်နယ်ကလည်းခံစစ်ကောင်းတယ်ဒီဘက်ကတော့ကျွန်တော်တေးလောက်မှန်းတယ်ဗျ11လောက်မှန်းတယ် Okay ဒါ PSP က playoff မှာဒါ Juventus ကိုတော့ဖြုတ်လာတယ်အာဆင်နယ်ကတိုက်ချက်ကနည်းနည်းလေးယုံနေရတယ်ဆိုတော့ခံစစ်လေးတော့ဒီပွဲမှာတော့ဂိုးမရတော့ဘူးထင်တယ် PSP ပဲ1-0လောက်နဲ့နိုင်တော့ Okay အဲ့နောက်ဘက်ကကျွန်တော် real နဲ့ tico နဲ့ဒါကတော့ madrid derby ပေါ့နော် madrid derby ကဒီမှာ champion league မှာလာတွေ့ရပါဒီနေ့သင်ကဒီနေ့ hat to hat မှာလဲသူတို့က1-1နေကြီးပဲပေါ့တေတွေကြီးကြာဟာပေါ့အဲ့တော့ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ real အင်ကွင်းဆိုတော့2-1လောက်မှန်းနေဗျာ okay ဒါ madrid derby champion league မှာလာတွေ့ပြီပေါ့ဒီရာဒီ hat to hat တွေကတေရေပဲဆိုတော့ဒီဘက်လဲတေရေပဲသွားအောင်မယ်ထင်တယ်1-1ပဲမှန်ပါ ကဲနောက်တစ်ပွဲကကျွန်တော်တို့ဖီယန်နုနဲ့အင်တာဖီယန်နုကတော့ဒီနှစ်မှာတော်တော်လေးချန်ပီယံလိမှာတော်တော်လေးခြေစွာနေပြောရမယ်ဗျာကျွန်တော်တို့အာအာနီဆလော့ရဲ့အတင်းဟောင်းပေါ့နော်တော်တော်လေးကောင်းနေတယ်ဒီပွဲလည်းတေးလောက်မှန်းနေတယ်ဗျာဝမ်းဝမ်းလောက်ပဲမှန်းမယ်โอเคဒါတော့ဒီမှာလည်းလွဲသွားပြန်ပြီဒီပွဲအင်တာနိုင်မယ်လို့ထင်တယ်ဇီးတူရောက်မှန်းပါဖီယန်နုကြိုက်နေတာ ACU တောင်ဖြုတ်လာတာဆိုတော့ ဲ့တော့ကျွန်တော်တို့ဘိုင်အမြူနစ်နဲ့လီဗာကူစီဒါဒီနေ့သင်ရလဲဂျာမန်ဂျာမန်ထိပ်သီးနှစ်သင်းပဲပေါ့နော်အဲဒီပွဲကတော့ကျွန်တော်တို့ဒါอืมတေးတော့သွားမလားမသိဘူးတူတူလောက်မှန်းနေရဘိုင်ရဲ့ဇယားထိပ်မှာဆိုပေမဲ့ဒီဟာဒီဟတ်တူဟတ်မှာလီဗာကူစီကိုအသာမရထားဘူးอืมဘိုင်ယန်ကွင်းဆိုတော့ပထမကြောက်တေးလောက်သွားအောင်မယ်တင်တယ်ဝမ်ဝမ်မှန်းပါတယ်မြင်တူတယ်ပေါ့ကဲနောက်တော့ဘိုင်ယန်ဘင်ဖီကာနဲ့ဘာစီလိုနာဒီနေ့သင်ရတော့ ဘယ်သူနိုင်မလဲသိမသိပါမယ်တေချာဘောက်ကတော့ဂိုးပုံပဲနဲ့တင်မယ်ပေါ့နော်ဂိုးတွေကတော်တော်လေးသွင်းထားတယ်ပေါ့ဒီချန်ပီယံလိမှာဒီနဲ့တင်ကအိုက်ဒေါ်ကဒီနဲ့တင်ဆိုရင်တော့ကျွန်တော်อืมဘာစီရောပူကြိုက်2-3လောက်မှန်းနေတာโอเคဒီကနေ့က leaf face မှာတစ်ခါတွေ့ထားတယ်เนาะ4-5နဲ့ပြီးထားတယ်ရှယ်ကြီးသွင်းလာကြတာဒီဘွားကတော့ baby ကအိမ်ခွင်ဒီမှာရှုံးထွက်ဆင်လဲရောက်ပြီဆိုတော့အထက်ကံပဲထင်တယ်1-0လောက်မှန်းပါ โอเคကဲနော်နောက်ဆုံးတစ်ပွဲကကျွန်တော်တို့ PSG နဲ့ Liverpool ဒီပွဲကတော့ပွဲကြီးပွဲကောင်းပဲပေါ့နော် PSG အိမ်ခွင်း Liverpool အဝေးခွင်းဒီပွဲကိုတော့ကျွန်တော်တို့ Liverpool ကအဝေးခွင်းနိုင်အောင်ကန်လိုက်ရင်တော့ဒါနောက်ပွဲက chance ရှိတယ်ပေါ့နော်အဲ့တော့ဒီဒီပွဲကတော့ကျွန်တော်1-2လောက်မှန်းနေပြန် Liverpool နိုင်မှန်းမှန်းဒါ PSG ကစေယောအုပ်ကြီးဒမ်ဘီလီယိုနဲ့ကောင်းနေတာဆိုသူ့အိမ်ခွင်းမှာတော့နိုင်ကန်အောင်မယ်ထင်တယ်2-1မှန်းပါဟုတ်ကဲ့ကြောင်းပြန်လေးပေါ့ဆန့်ကျင်ပါလေး